ားလုံးပဲမင်္ဂလာပါ။မြောက်နယ်လီရှာရင်း channel ကနေပြီးတော့မှပြန်လေးကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။တရုတ်နဲ့ဂျပန်ကြားတင်းမာမှုတွေကတော့မြင့်တစ်ထက်မြင့်လာခဲ့ပါရစေ။အခုဆိုရင်တရုတ်ဟာဂျပန်နိုင်ငံရဲ့ယိုနာဂူနီကျွန်းနာကို drone တွေစေလွှတ်လိုက်တဲ့အတွက်ဂျပန်လေတပ်တတလုံးခရက်တွေရိုက်ကုန်ပါရစေ။တရုတ် drone တွေကိုပစ်ချဖို့အတွက် jet fighter တွေကိုတော့မှဝေဟင်ထက်ကိုဆက်ဆင်းပြန်တက်ခိုင်းလိုက်ရတဲ့အထိပါပဲ။ဒီကနိုမာလာတွေမှာတရုတ်နဲ့ဂျပန်ကြားဆက်ဆံရေးဟာအတင်းမာဆုံးဖြစ်လာခဲ့တာပါ။ ဂျပန်ဝန်ကြီးချုပ်တာကာအီရှိကထိုင်ဝမ်ကိုသာတရုတ်ကကြွကြော်တိုက်ခိုက်မယ်ဆိုရင်ဂျပန်ကလည်းဝင်ရောက်ပတ်သက်ရလိမ့်မယ်လို့ပေါ်ပေါ်တင်တင်ပြောလိုက်တာဟာဘေကျင်းအစိုးရရဲ့ဒေါ်သာကိုဆော့ပေးတယ်လို့ဖြစ်တော်ခဲ့ရကလည်းစပါတယ်တာကာအီရှိကအဲ့ဒီလိုပြောလိုက်ပြီးနိုင်ယီပိုင်းအတွင်းမှာလည်းပဲတရုတ်ကပြင်းပြင်းထန်ထန်ရှုံရှားလိုက်ရုံနဲ့တာမခပဲချိန်ချောက်မှုတွေပါလုပ်ခဲ့ပါတယ်ဂျပန်နိုင်ငံအိုဆာကာမြို့ကတရုတ်ကောင်စီဝင်ရွှေကျင်းဆိုလို့ရှိရင်အဲ့ဒီညစ်ပတ်တဲ့ဥကောင်းတွေကိုတစ်စက်ကလေးမှမတွန်းဆုပ်ပဲဖြတ်ပစ်မယ်ဆိုပြီးတော့မှ H လူမှုကွန်ရက်ပေါ်မှာ post တင်ပြီးရှိန်းချောက်ခဲ့တာဖြစ်ပါတယ်။ဒါကောင်စင်းဝင်တာတာလောက်ကဂျပန်ဝင်ကြီးချုပ်ကိုတိုက်ရိုက်ရှိန်းချောက်လိုက်တာပဲဖြစ်တယ်ဆိုပြီးတော့မှဂျပန်နိုင်ငံရဲ့အတိုင်းအဝိုင်းမှာပေါ်လောရိုက်တော့ခဲ့ပါတယ်။တချိန်လေးမှာပဲတရုတ်စစ်တပ်ဟာလည်းပင်လေဝော်ထဲမှာစီးရီးလက်ချင်းမှုတွေကိုရုတ်တရက်စတင်လိုက်ပြီးတော့မှတကိလက်နက်ခေရန်အစစ်တွေနဲ့ပစ်ခတ်မှုတွေလုပ်ပြခဲ့ပါတယ်။တရုတ်အစိုးရဘက်နဲ့မကပါဘူး။တရုတ်ပြည်သူတွေကပါဂျပန်နိုင်ငံကိုစော်ကားမှုတွေလုပ်ခဲ့သေးတာပါ။ နော်မလာဆီဆောက်ရဲ့နေ့မှာဆိုရင်ဂျပန်နိုင်ငံတိုကျိုမျိုးရက်နာမည်ကျော်ရှီဘူရာလူတော်လန်းဆောင်မှာအားလုံးအန်အော့ဖ်မင်တက်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုပေါ်လာခဲ့ပါတယ်။ရှီဘူရာလူတော်လန်းဆောင်ဆိုတာကကမ္ဘာပေါ်မှာရှီဒန်ဖြတ်ကူးသူအများဆုံးလန်းဆောင်တစ်ခုအဖြစ်နာမည်ကျော်ပါတယ်။သူရဲ့လမ်းအနေအထားနဲ့ထူးခြားတဲ့ပုံစံဒီဇိုင်းကြောင့်တိုကျိုမျိုးရက်အမှတ်တင်ခဲ့တာတစ်ခုလိုမျိုးဖြစ်နေတာပါ။အဲ့ဒီလန်းဆောင်မှာမီးစိမ့်နေတော့လူတွေအုပ်လိုက်ဖြတ်တန်းနေချိန်မှာတရုတ်ပြည်ရှိပုဂ္ဂိုလ်တူဟာတရုတ်အလံကြီးကိုဝေးရမ်းပြီးတော့မှ ဂုံယူဝင်းကြောစော်နဲ့ပြည်ထောင်နေကြပါတယ်။တရုတ်နဲ့ဂျပန်တင်းမာမှုတွေမြင့်တက်နေစင်မှာပဲ။ဂျပန်ရောက်တရုတ်နိုင်ငံသားတူကဒီလိုအပြုအမူမျိုးလုပ်ပြခဲ့တာကတော့တနည်းအားဖြင့်အိမ်ပေါ်တက်ပြီးစော်ကားလိုက်တယ်လို့ဖြစ်နေပါတယ်။အဲ့ဒီဗီဒီယိုဟာလည်း online ထက်ကိုတမဟုတ်ရှင်းပြန့်နေတော့ခဲ့ပြီးတော့မှတရုတ်နိုင်ငံသားတွေအပေါ်မှာဝေဖန်မှုတွေလည်းမြင့်တက်တော့ခဲ့ပါတယ်။တော်တော်များများကတော့ကမ္ဘာပေါ်ကဗေဒိုင်းနေမဆိုတရုတ်နိုင်ငံသားဆိုရင်ဗီဇာနဲ့မသားနိုင်ငံတွေကိုဝင်ရောက်ခွင့်ပေးတဲ့ဆိုတဲ့မှတ်ချက်တွေလည်းမနေမတော့ပါပဲ။တရုတ်နိုင်ငံသားတွေဟာဂျပန်မှမဟုတ်ပဲ ရောက်လျာနိုင်ငံတိုင်းမှာဒီလိုအပြုအမူဆိုးတွေကိုအမြဲတမ်းပြုလုပ်နေတတ်တဲ့အတွက်နိုင်ငံတိုင်းအနေနဲ့တရုတ်နဲ့ပတ်သက်လို့တင်းကျပ်တဲ့စီမီစီကန်တွေရှာမှတ်ထားတဲ့နဲ့ဆိုတဲ့အကြံပေးမှုတွေကိုလည်းတွေ့ရပါတယ်။ဒီလိုမျိုးဆင်ဆင်လုံတရားကင်းမိတဲ့မျိုးရှင်းစိတ်တဲ့မျိုးကိုဗေဒနိုင်ငံကမှလက်မခံပါဘူး။ဒါကဒီဖြစ်ရက်တစ်ခုဒေးတယ်ပြောတာမဟုတ်ပါဘူး။အစောပိုင်းမှာဆိုရင်လည်းတရုတ်ကဘာလေးခရီးတော်တူဟာဂျပန်နိုင်ငံကဖူဂျီတောင်ထိပ်ပေါ်ကိုတက်ပြီးတော့မှတရုတ်အလံကိုစိုက်ထူပြခဲ့မှုပါသေးတယ်။ ပြီးတော့မကြသေးခင်မှာဂျပန်ကဒီတရုတ်လက်ထေးကိုရောက်တော့ပဲဆိုပြီးတော့တော့မှပြောခဲ့သေးတာပါတခြားတရုတ်နိုင်ငံသားတွေဆိုရင်လည်းဂျပန်နိုင်ငံရဲ့အလံကိုလမ်းမပေါ်မှာရှာပြီးတော့မှစတောက်တွေနဲ့နေရှင်ဖြက်စီးပြခဲ့ကြပါတယ်အခုခေတ်ကအင်တာနက်ခေတ်ကြီးဆိုတော့ဒီဗီဒီယိုတွေဟာလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန့်နေတော့ခဲ့ပြီးတော့မှအခုချိန်မှာဆိုရင်ဂျပန်မှာလည်းတရုတ်ကိုဆက်ကျင်မှုတွေပုံမမြင်မနေပြီဖြစ်ပါတယ်ဂျပန်လူမျိုးတွေဆိုရင်တရုတ်ကိုအမုံကြီးမုန်းနေကြပြီဖြစ်ပါတယ်ဒါကတော့ဘာသူမပြုတ်မိမိမှုလို့ပဲပြောပါလိမ့်မယ် နော်မလာစင်ကရင်းနေမှာတက်လာတဲ့ဗီဒီယိုတစ်ခုမှဆိုရင်လေတရုတ်နိုင်ငံသားတဦးဟာခေါ်ပြားကိုကင်ထားပြီးတော့မှတရုတ်စစ်သားတွေစီရေးပြနေတယ်လို့လုပ်ပြခဲ့ပါတယ်။မိမလည်းသူစနီးဖြစ်သူကကလေးငယ်ကိုရှီထားပြီးတော့မှသူ့ယောက်ျားလိုမျိုးတစ်ထက်တည်းလိုက်လုပ်နေခဲ့တာပါ။ပြီးတော့မှအော်ဂျီဟစ်ဂျင်နဲ့ပြောကြပါသေးတယ်။ဂျပန်ဝန်ကြီးချုပ်တာကာအီရှိကရန်ရှာခြင်းနဲ့ဟုတ်လား။အရင်ဆုံးငါ့ကိုကြော်ကြည့်လိုက် ဆိုပြီးတော့မှစော်ကားမော်ကပြောဆိုခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုအောက်မှာလည်းသူတို့မိသားစုကိုပြန်လေတုံ့ပြန်ဝေဖန်ထားကြတဲ့သူတွေမနေမနောတွေ့ရပါတယ်။လူကားသာဒလီပိုးသမားဖြစ်နေတာလားစင်ပေးစရာရှိတဲ့အကျွေးတွေကိုတော့မှအလေးအမိပေးရဖို့မနေလုံနေရတာ။ကလေးကိုလည်းမင်းနမင်းတွေအများကြီးပါနေတဲ့နှုံမှုလောက်တာတိုက်နေရတာ။ဂျပန်ဝင်ကြီးရှုပ်ကိုတော့စော်ကားရေးသေးတယ်ဆိုတဲ့မက်ဆက်မျိုးတွေလည်းမနေမနောတွေ့ရပါတယ်။တရုတ်တွေကိုတော်တော်အမြင်ကဲနေကြတယ်နဲ့တွေ့ပါတယ်။ကမ္ဘာနိုင်ငံရေးလေးလာသုံးသက်သူတွေကတော့နောက်ဆုံးရာစုနှစ်တစုအတွင်း အခုအချိန်ကတရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာမှုအမြင့်မားဆုံးအချိန်ကိုရောက်နေတာဖြစ်တယ်။ဒါတော့နိုင်ငံစလုံးအနေနဲ့အနာဂတ်အတွက်ပေါ်ပေါ်ဆဆမလုပ်တင်ဘူးလို့အကြံပေးထားကြပါတယ်။ဒါပေမဲ့လည်းနိုမာလာဆင်ကာရဲ့နေမှာတော့တရုတ်ဒရုန်းတစ်စင်းဟာဂျပန်နိုင်ငံရဲ့ယိုနာဂူနီကျွန်းနဲ့ထိုင်ဝမ်ကျွန်းကြားကိုရောက်လာခဲ့တယ်လို့ဂျပန်စစ်တပ်ကတရားဝင်အတည်ပြုလာခဲ့ပါတယ်။ဒါကြောင့်ဝေဟင်ကာကွေရေးစနစ်ကိုအမြင့်ဆုံးအဆင့်ကိုမြင့်တင်ခဲ့ပြီးတော့မှဂျက်ဖိုက်တာတွေကိုလည်းဝေဟင်ထက်ကိုစေလွှတ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့တရုတ်ရဲ့ရန်စားမှုတွေကတော့ဇက်တိုက်ဖြစ်လာခဲ့ပါတယ်။နိုမာလာဆီရှောက်ရဲ့နေ့မှာဆိုရင်လည်းတရုတ်ကမ်းရှင်ဆောင်တပ်ဖွဲ့ကစစ်တင်ပေါ်၄စင်းဟာစက်တနက်တွေစက်အမြောက်တွေတက်ဆင်ထားပြီးတော့မှဂျပန်နိုင်ငံရဲ့ဆန်ကာကူကျွန်းပတ်ဝန်းကျင်ကိုရောက်လာခဲ့ပါတယ်။ဂျပန်အစိုးရကတရားဝင်ကမ်းကွက်ခဲ့ချိန်မှာတော့ရှီကျင်းပြည်တို့ကတော့သူတို့စစ်တင်ပေါ်တွေဟာနိုင်ငံတကာပင်လယ်ရေချောင်းဥပဒေအတိုင်းပဲတော်လာနေတာဖြစ်တဲ့ဆိုပြီးတော့မှမြောင်ကြကြပဲတုံ့ပြန်ညှဉ်းဆဲပြပါတယ်။နိုမာလာဆီခွန်နေရဲ့နေကနေဆီကိုရဲ့နေအထိလည်း တရုတ်ကစီးရီးလိကျဲမှုတွေဇက်တိုက်လုပ်ပြခဲ့သေးတာပါနောက်တော့ဒလောင်းနဲ့နဲ့မကားတော့ပဲသူတို့ရဲ့စီးရီးလိကျဲမှုတွေကိုနိုဝါလာ25ရက်နေ့အထိဇက်တိုက်လုပ်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်အဲ့ဒီစီးရီးလိကျဲမှုတွေကိုပင်လီဝါထဲမှာလုပ်နေတာဖြစ်ပြီးတော့ပင်လီဝါရဲ့နေရာတော်တော်များများကိုလည်းဖြန့်ကျက်ထားသလိုနေ့စဉ်မနေ့ရှင်းနိုင်လောက်ကနေညနေ9နာရီလောက်အထိဇက်တိုက်လုပ်နေတဲ့အတွက်တမင်တက်တက်များပင်လီဝါလမ်းကြောင်းကိုပိတ်ဆို့ဖို့စ조사နေတာလားလို့တော့မှထင်မှတ်เสียရကလည်းကောင်းနေပါတယ် ဒါတွေကိုတုံ့ပြန်တဲ့အနေနဲ့ဂျပန်ကလည်းသူတို့ရဲ့ရေပိုင်နက်ကိုလေကြောင်းကောက်ွေရေစနစ်တွေရေဒါစနစ်တွေဂျူဒူရှယ်ယာကန်စနစ်တွေနဲ့စောင့်ကြည့်နေုံသာမကဂျက်ဖိုက်တာတွေထဲမှာလစ်ပတ်ကြည့်ရှုနေပါတယ်။ပြီးတော့ဒေတာတွေလူကြုံရေးသတိပေးချက်တွေကိုလည်းအမြင့်ဆုံးအဆင့်အထိမြင့်တင်ထားတယ်လို့သိရပါတယ်။တနိုင်ငံစလုံးဟာရုပ်တရက်သဘောထားတင်းမာလာရကလည်းလက်တွေ့မြေပြင်မှာပါ grave zone တွေကိုစီတတ်မှတ်ပြီးတော့မှကစားနေကြပြီ ဖြစ်တယ်လို့တော့မှကျွမ်းကျင်သူတချို့ကပြောလာတဲ့အထိဖြစ်နေပါတယ်။ ဒီအချိန်မှာပဲတရုတ်စစ်တပ်ကလည်းဗီဒီယိုတစ်ပုဒ်ကိုထုတ်ပြလာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုတွေပါဆိုရင်တရုတ်စစ်သားတွေဟာရိုင်ဖယ်တွေကိုကြည်အပြစ်ဖြစ်ထားပြီးတော့မှတိုက်ခိုက်ဖို့အတင်းဆိုတဲ့အနေအထားနဲ့ထောင်ပြတာမျိုးဓားရှင်တွေကိုလည်းအတင်းပြင်ထားတာမျိုးတွေပါတယ်လို့တရုတ်ရဲ့နာမည်ကျော်ချက်ဖိုက်တာ J20 အပါအဝင်အခြားသောစီးရဲအရင်းအမြစ်တွေကိုလည်းထည့်သွင်းပြသခဲ့ပါတယ်။ဝါရဖြင့်ဗီဒီယိုဆိုပေမဲ့ဂျပန်ကိုသူတို့အင်အားတွေပြသပြီးစိန်ရှောက်လိုက်တဲ့သဘောပါပဲ။တရုတ်စစ်တပ်ရဲ့လက်အောက်ခံဖြစ်တဲ့နေဆက်သတင်းစာတစ်စောင်ကလည်း ဂျပန်သားထိုင်ဝမ်အရေးကိုဝင်ရှုပ်ခဲ့မယ်ဆိုရင်ဂျပန်မြေတစ်ခုလုံးဟာစီးပြင်းဖြစ်တော်လိမ့်မယ်ဆိုတဲ့သဘောမျိုးတွေကိုနိုင်စင်ရက်ဆက်ရေးသားနေပါတယ်။ဒါပေမဲ့လည်းဂျပန်ပြည်သူတွေကတော့တရုတ်ရဲ့ရှင်းရှောက်ရန်စားမှုတွေကိုတုံတုံများတော့မှမကြောက်တဲ့အပြင်ပြင်ပြီးတော့တော့မှလှောင်ပြောင်းနေကြပါတယ်။တရုတ်သားထိုင်ဝမ်ကိုကျူးကျော်တိုက်ခိုက်မယ်ဆိုရင်ဒေါ်နီထရန့်ကဘေကျင်းကိုပုံကျေးပြေးလိမ့်မယ်လို့ပြောထားမှုတွေဆိုတဲ့မှတ်ချက်မျိုးကိုတော့မှကျွန်တော်တို့တွေ့ရပါတယ်။တာကာအီရှိရဲ့မှတ်ချက်စကားတွေနဲ့ပတ်သက်လို့ရှီချင်းပြင်အပါအဝင် ဘေကျင်းကထိတ်တန့်ခေါင်းဆောင်တွေဖက်ကတော့တုံ့ပြန်မှုတွေမလုပ်သေးဘဲညင်နေတာတော့တွေ့ရပါတယ်။ဒါပေမဲ့လည်းအခြားတရုတ်အရာရှိတွေနဲ့တရုတ်စစ်တပ်ဘက်ကတော့ဆိတ်ဆောက်ရင်ဆောင်မှုတွေကိုပေါ်ပေါ်တင်တင်ပဲလုပ်နေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ21ရက်နေ့ကဂျပန်ဝန်ကြီးချုပ်ရာထူးကိုစတင်တာဝန်ယူခဲ့တဲ့ဒီဆာနာအီတာကာအီရှိကတော့ဝန်ကြီးချုပ်ဖြစ်လာပြီးတလားမပြည့်သေးချိန်ပါပဲ။ဂျပန်နိုင်ငံရဲ့အတိုင်အဝိုင်းမှာတိသထင်ရှားတဲ့နိုင်ငံရဲ့အရေးတွေကိုလုပ်ပြနေပါတယ်။တာကာအီရှိပြင်ဂျပန်လွတ်တော်ကလည်း ဂျပန်နိုင်ငံရဲ့ကာလရှည်ကန်ဆွေးထားတဲ့ policy ကူဖြစ်တဲ့ non nuclear principle ကိုပြန်လည်စဉ်းစားနေပြီလို့သိရပါတယ်။ဒီ policy အရဂျပန်နိုင်ငံဟာ defense စုနှစ်ပေါင်းများစွာတခြားလုံး nuclear စွမ်းအင်ကိုအရက်ဖက်အထွက်ပိုင်းအသုံးပြုခဲ့ပြီးတော့မှ nuclear လက်နက်ထုတ်လုပ်ဖို့စ조사ခဲ့တာမျိုးပိုင်ဆိုင်ဖို့စ조사ခဲ့တာမျိုးရောင်လို့တော့မှစိတ်ကူးမရှိခဲ့ပါဘူး။ဒါပေမဲ့လည်းအခုချိန်မှာတော့တရုတ်ရဲ့ချင်းချောက်မှုတွေကြောင့်အဓိကမဟာမိတ်နိုင်ငံဖြစ်တဲ့ American စီက nuclear လက်နက်တွေကိုဂျပန်မြေမှာတပ်ဖြန့်ရှာထား권ပေးဖို့ စဉ်းစားနေပြီဖြစ်တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။တာကာအီရှိကလည်းဂျပန်နိုင်ငံရဲ့အရှုပ်ရှာအာဏာကိုအပြည့်အဝကာကွယ်နိုင်ဖို့အတွက်နီလန်မျိုးစုံကိုထိသွင်းစဉ်းစားတော့မှာဖြစ်တယ်လို့အတည်ပြုထားပါတယ်။ဂျပန်ဝန်ကြီးချုပ်နဲ့ဂျပန်အစိုးရတွေမှကပဲဂျပန်ပြည်သူတွေမှာလည်းထိုင်ဝမ်ကျွန်းကိုသာဗဟုကတိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်ကပူပေါင်းကာကွယ်ပေးမယ်ဆိုတဲ့အချက်ကိုထောက်ခံသူတွေအတော်လေးကိုများနေပါတယ်။နိုမာလာဆီရှီရဲ့နေ့မှာတော့ဂျပန်အစိုးရရဲ့အစင်းမြင့်တက်တမဲအရာရှိတူဖြစ်တဲ့မက်ဆာအာကီခနိုင်ဟာ ဗီဂျင်းကိုတော်ရောက်ပြီးတော့မှဂျပန်နိုင်ငံရဲ့ယက်တိမှုနဲ့ပတ်သက်လို့တရုတ်အစိုးရကိုနားလည်အောင်ဆွေးနွေးကြေကြာခဲ့တယ်လို့သိရပါတယ်။ဂျပန်အစိုးရကအရင်ကတည်းကရှာမဲ့ထားတဲ့ policy တွေနဲ့မူဝါဒတွေကိုပြောင်းလဲပြစ်မှာမဟုတ်ကြောင်းအသိပေးခဲ့တာဖြစ်ပါတယ်။ထိုင်းဝမ်သား NDA ကြောက်ရောက်တော့မယ်ဆိုရင်ဂျပန်အတွက်လည်း NDA ဖြစ်လာမှာပါပဲ။ဝင်ကြီးချုပ်တာကာအီရှီရဲ့မက်ရှက်စကားတွေဟာလည်း၂015ခုနှစ်ကတည်းကရှာမဲ့ထားတဲ့လူကြုံရေးဥပဒေကိုခိုင်ခိုင်မာမာဆက်လက်အကောင့်တွေဖော်တော်မယ်အကြောင်းကိုထက်လောင်းပြောခဲ့တာ ဖြစ်တယ်လို့ဒီမက်ဆာအကီခနိုင်းက ဒီတရုတ်အရာရှိတွေကိုရှင်းလင်းပြခဲ့ပြီးတော့မှဗီဂျင်းအနေနဲ့မလိုလားအပ်တဲ့ရှိန်ချောက်ရန်စာမှုတွေကိုရက်တန့်တင်းနေပြီလို့လည်းတိုက်တွန်းခဲ့ပါတယ်။ကမ္ဘာနိုင်ငံရေးလေးလာသုံးသက်သူတွေကတော့ဒီကိစ္စမှာတရုတ်ကအကြီးအကျယ်ဒေါ်သားပေါက်ကွေးပြပြီးတော့မှလှိပက်ရန်စာနေတာဟာပြည်တွင်းရေးမညီမသက်မှုတွေကိုလမ်းကြောင်းလွှဲချင်နေတာကြောင့်ဖြစ်လိမ့်မယ်လို့ယုံကြည်နေပါတယ်။အားလုံးသိရတဲ့အတိုင်းပဲလက်ရှိအချိန်မှာတရုတ်ပြည်ဟာနိုင်ငံရေးအသိုက်အဝန်းလှုပ်လှုပ်ခက်ခက်ဖြစ်နေသလိုစီးပွားရေးတိုးတက်မှုတွေလည်းရက်တန့်တော်ပြီးတော့မှစက်တိုက်ကြဆင်းနေတာဖြစ်ပါတယ်။ လုံးလည်းပဲလူဦးရေများပြားလာတဲ့အတွက်တရုတ်ပြည်သူတွေစားဝဲနေရေးစက်တီးနေပြီးတော့မှလက်ရှိ CCP ရဲ့မူဝါဒတွေကိုဝေဖန်တဲ့သူတွေမချင်မနှက်ဖြစ်နေသူတွေလည်းများလာပါတယ်။ CCP ကလည်းအစားနိုင်ငံတွေနဲ့ပဋိပက္ခတွေကိုအမျိုးသားရဲစိတ်တဲ့အတွက်ရောပြည်တွင်းရေးအခြေအနေဆိုးနေရင်အာယုံပြောင်းကျင်တဲ့အတွက်ရောကောင်းကောင်းအသုံးချတဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီဒီချိန်မှာတော့ CCP ရဲ့အာယုံပြောင်းလဲမှုတွေဟာအရာမထင်ဘူးလို့ပြောရပါလိမ့်မယ်။လက်တော်တရုတ်ပြည်ရဲ့စီးပွားရေးကြဆင်းမှုနဲ့ ပြည်သူတွေရဲ့အလိုမကျဖြစ်လာမှုတွေကိုတော့ရက်တန့်ပြင်နိုင်ခြင်းမရှိသေးပါဘူး။လက်ရှိတင်းမာမှုတွေမြန်မာနေချိန်မှာတော့မှ CCP သတိပေးထားတဲ့ဂျာကနေဂျပန်ကိုတရုတ်နိုင်ငံသားတွေအလုံးအရှင်နဲ့တွာလာနေကြစေဖြစ်ပါတယ်။ဒါကြောင့်လဲ CCP ရဲ့စီရေးဗီဒီယိုထုတ်ပြန်ချက်တွေခကြီးတွာလာမှုသတိပေးချက်တွေနိုင်ငံသားရောက်ပညာသင်ကျောင်းသားတွေကိုပြန်ခေါ်ဖို့လုပ်နေတာတွေပင်လီပြည်တွေမှာစီရေးလက်ချင်းမှုတွေလုံးပြနေတာတွေဟာတရုတ်ပြည်တွင်းရဲ့အရှင်တွေကိုအာယုံပြောင်းခြင်းရုံတသက် နိုင်ငံတကာမှာဂျပန်နိုင်ငံရဲ့ပုံရိပ်ကိုတမင်သက်သက်ကြားဆင်းတော့အောင်လှုပ်ရှင်နေုံသက်သက်ဖြစ်နေမယ်လို့မြင်နေကြသူတွေလည်းတော်တော်များများရှိပါတယ်။တွင်းကျင်သူတွေကတော့ဒေသတွင်းအခြေအနေတွေကိုတရုတ်ကစစ်ရင်အားပြချိန်ဆောက်ပြီးပြောင်းလဲပြင်နေတဲ့အကျင့်ကအခုထိမပြောင်းသေးဘူးလို့မှတ်ချက်ပြုထားပါတယ်။တရုတ်ကောင်စီဝင်လို့အစင်မျိုးကခေါင်းဖြဲပြမယ်လို့ပေါ်ပေါ်ထင်ထင်ချိန်ဆောက်တာပင်လီပြင်မှာစီးရီလက်ချက်မှုတွေလုပ်ပြပြီးတော့မှနိုင်ငံတကာကြီးကြောင်းတော်လာမှုတွေကိုပိတ်ဆို့ပြတာချိန်ဆောက်ရန်စားမှုတွေဇက်တိုက်လုပ်နေတာဟာ ေသတွေမှာတရုတ်ရဲ့ဩဇာအရှိန်အဝါကြီးမားလာဖို့ထက်တရုတ်အပေါ်မှာအမြင့်မကြီးလင်မှုတွေမကျင်တဲ့ချက်တွေအများကြီးတိုးလာဖို့ပဲရှိနေပါတယ်ဂျပန်နေမကပါဘူးမလေးရှားမှာဆိုရင်လည်းတရုတ်တွေဝင်မှွေနေတာကိုတွေ့ရပါတယ်ဒါကတော့နိုင်ငံရေးနဲ့တော့သိပ်မဆိုင်ပဲတရုတ်နိုင်ငံသားတွေရဲ့အပြုအမူတွေကြောင့်အားလုံးကစိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ကိစ္စဖြစ်ပါတယ်ဥပမာမလေးရှားက Zoot Coffee ဆိုင်မှာဖြစ်သွားတဲ့ဖြစ်ရပ်မျိုးဆိုရင်တရုတ်နိုင်ငံသားတွေအပေါ်မှာအတော်လေးကိုလူပြောများရှင်စရာဖြစ်တော့ခဲ့ပါတယ် ဇိုးကော်ဖီဟာမလေးရှားမှာစိုက်ခွေးတွေအများကြီးဖွင့်ထားရတဲ့အထူးအောင်မြင်နေတဲ့ကော်ဖီဆိုင်ကြီးဖြစ်ပါတယ်။ဒါပေမဲ့လည်းနိုဝါလာကိုရဲ့နေ့မှာတော့တရုတ်ကဘာလေးခရီးသွားတယောက်ကြောင့်ပြည်သားချက်တွေထုတ်ပြီးတော့မှဖြစ်ရှင်းရတဲ့အထူးအခက်အခဲတွေကိုတွေ့လိုက်ရပါတယ်။အွန်လိုင်းပေါ်ကိုတက်လာတဲ့ဗီဒီယိုတစ်ပုဒ်မှာတရုတ်အမျိုးသမီးတစ်ဦးကနာဂါဘာလို့ဆိုင်ထေးကထွက်တော့ရမှာလေ။ငါ့ကိုဆိုင်ထေးကမောင်းထုတ်တာဘာလို့လဲ။ငါကဒီဆန်ကကော်ဖီကိုငွေပေးပြီးတောက်တာလေ။ဘာကြောင့်ထွက်တော့ရမှာလဲဆိုပြီးတော့မှ ဒေါသတကြီးပြောနေတာကိုတွေ့ရပါလိမ့်မယ်။အဲ့ဒီဗီဒီယိုဟာအဆိုပါကာယကင်ရှင်အမျိုးသမီးကိုယ်တိုင်ရိုက်ကူးထားခဲ့တာဖြစ်ပြီးတော့ TikTok ပေါ်ကိုတင်လိုက်ရတာကနေလူအများအပြားစိတ်ဝင်စားရတဲ့ကိစ္စတခု ဖြစ်သွားခဲ့တာပါ။မလေးရှားနိုင်ငံသားတွေကိုယ်တိုင်တရုတ်ဆိုရင်ကြောက်တော့ရတဲ့အထိဖြေခဲ့ရတဲ့ကိစ္စတခုလည်းဖြစ်ပါတယ်။ဒေသခံတဲ့အရင်းအမြစ်တွေကတော့အဲ့ဒီတရုတ်အမျိုးသမီးဟာသူမှာထားတဲ့ coffee ကိုရဖို့စောင်းဆိုင်နေရတဲ့ပဲဆိုင်ကားဝင်ထက်တယောက်နဲ့စတင်ပြီးတော့မှအရှင်းပြခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆိုင်ကသူ့ကိုထွက်တော်ဖို့ပြောချိန်မှာတော့ အရင်ကိုပဲဒေါသတကြီးနဲ့တုံ့ပြန်ခဲ့ပြီးတော့ကောင်တာကိုလည်းကော်ဖီခွက်တွေပစ္စည်းတွေနဲ့ပြစ်ပေါက်ခဲ့တယ်လို့သိရပါတယ်။ဒါကပုံမှန်အရှင်းအများယုံကိစ္စမဟုတ်တော့ပဲကိုတိလက်ရောက်ကျူးလွန်လိုက်တာဖြစ်ပါတယ်။သူများနိုင်ငံမှာဒီလိုမျိုးတော်လို့ဖို့ဆိုတာကတော်ယုံတယုံတော့မလွေပါဘူး။တရင်းတွေအရတော့ Zoo Coffee ဆိုင်တွေမှာဆေးလိပ်တောက်ခွင့်မရှိပါဘူး။ဒါကြောင့်ဆိုင်ကဝန်ထမ်းကအဲ့ဒီတရုတ်အမျိုးသမီးကိုဆေးလိပ်တောက်ခြင်းရဲ့အပြင်ကိုထွက်တော့ပါလို့တောင်းဆိုရကနေအခုလိုအဖြစ်မျိုးအထိရောက်သွားခဲ့တာဖြစ်ပါတယ်။တခြားတဲ့တဲ့ဘုတ်မှာတော့တရုတ်အမျိုးသမီးက တရုတ်လို့ပြောတာကိုဆိုင်ကားဝင်ထဲကောင်လေးကနားမလည်ရကနေဒေါ်တာအိုးပောက်ကွေးခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဘာပဲဖြစ်ဖြစ်မလေးရှားနိုင်ငံသားတွေကတော့တရုတ်အမျိုးသမီးအနေနဲ့မှန်တီဖြစ်စေမှားတီဖြစ်စေဆိုင်ဝန်ထန်းကိုတော့အခုလိုမျိုးကိုထီးလက်ရောက်မကျူးလွန်တင်ဘူးဆိုပြီးတော့မှဒေါ်တာတကြီးတုံ့ပြန်နေကြတာကိုတွေ့ရပါတယ်။အားလုံးကဆိုင်ဝန်ထန်းဘက်ကနေပဲယက်တီခဲ့ကြတာဖြစ်ပြီးတော့မလေးရှားမှာမဟုတ်ပဲစင်ကာပူမှာဆိုရင်အဆိုပါအမျိုးသမီးအနေနဲ့ထောင်ထဲတောင်မှရောက်နေတော့ပြီဆိုတဲ့မှတ်ချက်မျိုးတွေပေးကြပါတယ်။ ဇူကော်ပီဆိုင်ကတော့ကာယကရှင်တယောက်စလုံးနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာဆိုင်ဝန်ထဲရဲ့ privacy ကိုလေးစားသမှုထားဖို့အားလုံးကိုတောင်းပန်ထားတဲ့ကြေညာချက်တစ်စုံကိုထုတ်ပြန်ခဲ့ပါတယ်။ဒီဖြစ်ရပ်တစ်ခုတည်းနဲ့မဟုတ်ပါဘူး။မလေးရှားမှာဆိုရင်တရုတ်ကမ္ဘာလေးခရီးသွားတွေကြောင့်ဒေသခံတွေစိတ်လုံးနေကြရပါတယ်။ကိုဘတာကိုလင်းဆောင်နေတဲ့မလေးရှားနိုင်ငံသားတဦးကိုတရုတ်ကျောင်းသားတဦးကရေရှားတိုက်ခိုက်တာကဆလို့ကုံစုံဆိုင်တွေစားတောက်ဆိုင်တွေမှာ တရုတ်နိုင်ငံသားတွေကအမျိုးမျိုးအဖုံဖုံပြဿနာရှာနေကြတာတွေအစုံသတင်းတွေကအတော်လေးကိုပြည့်နှက်နေကြတာဖြစ်ပါတယ်။မလေးရှားနိုင်ငံသားတို့တို့မှမများဆိုရင်တရုတ်တိုင်းကဒီလိုပါပဲလို့ပြောရတဲ့အထီးတောင်မလိုလားအပ်တဲ့အပြုအမှုတွေကိုလုပ်နေကြတာဖြစ်ပါတယ်။ကမ္ဘာလေးတရုတ်ခီးတို့တို့မှမများဟာဒေါသထွက်လွေတဲ့ရိုင်းဆိုင်တဲ့ကိုတိလက်ရောက်ကျူးလွန်တတ်တဲ့ဆိုတဲ့မှတ်ချက်တွေလည်းညှူးနေနေပါပဲ။တရုတ်ပြည်တွင်းကိုတော်ကြည့်မယ်ဆိုရင်တော့တရုတ် influencer တွေကိုယ်တိုင်ကတရုတ်ခီးတို့ရဲ့အနေနဲ့အခြားနိုင်ငံတွေကိုရောက်ရင် ဆက်ဆင်ရှင်ရှင်နေတဲ့ကြောင်းပြီးရင်တခြားနိုင်ငံသားတွေကိုရင်းရင်ကျေကျေဆက်ဆင်တဲ့ကြောင်းနဲ့ဒေါသထွက်လေတဲ့စိတ်တွေကိုထိမ့်သိမ်းတဲ့ကြောင်းအဆရှိသည့်ဖြင့်ပညာပေးနေကြတာကိုတွေ့ရပါလိမ့်မယ်တရုတ်ပြည်တွင်းမှာဆိုရင်လည်းလူမျိုးအချင်းချင်းကိုပြဿနာတွေတည်နေကြတာဖြစ်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလတုန်းကနေပဲတရုတ်အမျိုးသမီးတစ်ခုဟာဒီမက်တစ်ရဲ့အရာတော်ကိုမကြိုက်တဲ့အတွက်ပတ်ဆက်ပြန်ပေးဖို့ပြောရင်းကနေဆိုင်ကလက်မခံတဲ့အတွက်ဝန်ထမ်းကိုအော်ဟစ်ငေါငန်းခဲ့တယ်လို့ ဒီမိတ်တိခွက်ကိုလည်းပြစ်ဆတော်ခဲ့တဲ့ကိစ္စမျိုးတွေနာမည်ကြီးခဲ့ပါတယ်။ဇူခော့ပြည်ဆိုင်မှာရန်ရှာတော်တဲ့တရုတ်အမျိုးသမီးရဲ့အပြုအမူနဲ့အတူတူပါပဲ။မလေးရှားဆိုရင်တရုတ်နိုင်ငံသားတွေကိုဗီဇာကင်းလွယ်ခွင့်ပေးထားတဲ့အတွက်တရုတ်ကနေမလေးရှားကိုလာရောက်လေပတ်ကြသူတွေတော်တော်များပါတယ်။ဒီလူတွေနဲ့အတူပြဿနာပေါင်းတောင်းဆောက်ထောင်နဲ့မလေးရှားစီကိုရောက်လာခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့တရုတ်နိုင်ငံသားဆိုရင်မလေးရှားပြည်သူတွေကနှာခေါင်းဆုံးကြရတဲ့အထိအရှိအနေဖြစ်လာခဲ့ပါတယ်။ တရုတ်ကနေမလေးရှားကိုအလုံးလာလုံးကြားတဲ့သူတွေဟာလည်းဒီဘက်နေပိုင်းအတွင်းမှာတော်တော်လေးမြင်မာလာတာကိုတွေ့ရပါတယ်။အဲဒါကြောင့်ပဲဒီအလုံးကအခွင့်အလန်းတွေပို့ပြီးတော့မှကြက်တိလာတာလည်းပါပါတယ်။ဒီတရုတ်နိုင်ငံသားတွေဟာသူတို့ကိုဒီဘက်ပေါင်းဆောင်ကနေရှင်ပြိုင်ထိုးနှက်နေတယ်လို့မလေးရှားပြည်သူတွေကခံစားနေကြရတယ်လို့သိရပါတယ်။ဒါကလည်းတရုတ်ပြည်တွင်းမှာစီးပွားရေးကျဆင်းပြီးတော့မှအလုံးလက်မဲ့နှုံများနေတာကြောင့်ပြည်ပကိုအလုံးထွက်လို့သူအရေးအတွက်များလာတဲ့အကျိုးဆက်ဖြစ်ပါတယ်။မွန်ဂိုလီးယားလည်းဒီတန်ကိုခံရတာပါပဲ။ တလောကလေးနဲ့မယ်မွန်ဂိုလီးယားကကုမ္ပဏီတစ်ခုမှအလုပ်လုပ်နေကြတယ်တရုတ်နိုင်ငံသား80ရာခိုင်နှုန်းလောက်ထိဟာမွန်ဂိုလီးယားတွေကိုအလစ်အပတ်ဗီဇာနဲ့ပဲဝင်ရောက်လာသူတွေဖြစ်တယ်ဆိုတာစစ်ဆေးတွေ့ရှိခဲ့ပါတယ်အဲ့ဒီမှာနေမယ်မွန်ဂိုလီးယားအစိုးရဟာအဲ့ဒီကုမ္ပဏီကတရုတ်နိုင်ငံသားတွေကိုအလုပ်ဖြုတ်ပစ်ပြီးတော့မှပြည်နယ်နယ်ပေးခဲ့ပါတယ်ကုမ္ပဏီကိုလည်းယာယီပိတ်သိမ်းလိုက်တယ်လို့တရုတ်ကအလုပ်လာလုပ်နေသူတွေရဲ့ဗီဇာတွေကိုလည်းတည်တည်ချာချာပြန်လည်စစ်ဆေးနေတယ်လို့သိရပါတယ်ကာဂျစ်စတန်မှာဆိုရင်လည်းစစ်ရုံတရုတ်မှာအလုပ်လုပ်နေတဲ့တရုတ်နိုင်ငံသားတွေဟာ အလေးအပက်ဗီဇာနဲ့ပဲဝင်ရောက်လာသူတွေဖြစ်တဲ့အတွက်လူဝင်မှုကြီးကြပ်ရေးကအသေးအတန်ပြန်လဲစစ်ဆေးနေရပါတယ်။အကျိုးဆက်အနေနဲ့ဥရောပနိုင်ငံတွေနဲ့ American လိုနိုင်ငံတွေကတော့တရုတ်နိုင်ငံသားဆိုရင်လေဆိပ်ကလေးကတည်တည်ရှာရှာအသေးစိတ်စစ်ဆေးပြီးမှသာပြည်ဝင်ခွင့်ပေးတာမျိုးတွေလုပ်နေကြပြီဖြစ်ပါတယ်။တရုတ်နိုင်ငံသားဆိုရင် ဖုန်းတွေကိုတည်တည်ရှာရှာစစ်ဆေးတယ်။အလုပ်ကိုင်ကိုစစ်ဆေးဆက်ဆက်မေးတယ်လို့သိရပါတယ်။ဒါရီဟာနီယာတိုင်းမှာတရုတ်ရဲ့ပုံရိပ်တွေကြာဆင်းနေတယ်ဆိုတဲ့အချက်ကိုအထင်အရှားပြသနေတာပါ။ တရုတ်နိုင်ငံသားတွေဟာရောက်လျာနေရာတိုင်းမှာဒေသခံတွေနဲ့ပဋိပက္ခဖြစ်တတ်ကြတာရှိပါပဲကျွန့်ကျင်သူတွေကတော့ဒီအပြုအမူတွေဟာတရုတ်နိုင်ငံသားတဦးတယောက်ရှင်းစီတိုင်းနဲ့တော့သိမ့်မဆိုင်ပဲ CCP ကပြည်သူတွေကိုနှိပေါင်းများစွာဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ရာလဲကြောင့်ဖြစ်တယ်လို့မှတ်ချက်ပြုထားတာကိုလည်းတွေ့ရပါတယ်အမျိုးမျိုးဖိနှိပ်ခံထားရတဲ့တရုတ်နိုင်ငံသားတွေဟာပြဿနာတစ်ခုခုကြုံလာပြီဆိုရင်ဒေါသထွက်လွေပြီးတော့မှတခြားသူကိုအလွေတကူရန်ရှာလာတတ်ပါတယ်အရင်ကရင်ကျင်းမှုထုံတဲ့အစဉ်လာတွေကြီးမားခဲ့တဲ့တရုတ်လူမျိုးတွေရဲ့စိတ်နဲ့စိတ်ထားနဲ့အကျဉ်းစရိုက်တွေဟာ CCP ရဲ့ဖိနှိပ်မှုတွေအောက်မှာပျက်စီးသွားခဲ့တယ်လို့ပဲပြောရမှာဖြစ်ပါတယ်။ CCP ကောင်းဆောင်တွေကအခွင့်အပြေတွေအနာပါဝလွန်ဆွေးမှုတွေကလည်းအခုထက်ထိအဆုံးမတတ်သေးပါဘူး။အခုဆိုရင်တရုတ်သမ္မတရှီကျင်းဖျင်ရဲ့အယုံကြည်ဆုံးအကွရဆုံးဖြစ်တဲ့ခိုင်ရှိတယောက်လူမြင်ခွင့်ကားနေပြောင်းနေတာရပောက်တော်ကြနေပြီဖြစ်ပါတယ်။အထူးသဖြင့် CCP ရဲ့အရေးပါတဲ့အစီအဝေးဘွေးမှာတော့ပေါ်မလာခဲ့တာကတော့တရုတ်ထိတဲ့ကောင်းဆောင်တွေကြားအနာပါဝလွန်ဆွေးမှုတွေအခုထက်ထိမပြီးသေးဘူးလို့ပဲတေချာပေါက်ကောက်ရှဲဆ ਾਇ ရပါလိမ့်မယ်။ ခိုင်ရှိတယောက်ပြောင်းနေုံနဲ့မကပဲရှီချင်းပြန်တယောက်လည်းအဲ့ဒီအစီအဝေးကိုတယောက်လာခဲ့ချက်မရှိပါဘူး။ဒါပေမဲ့ခိုင်ရှိတယောက်ပြောင်းနေခဲ့တာတော်တော်ကြာနေပြီမို့လို့တော်တော်များများကတော့ခိုင်ရှိဘယ်ရောက်တော့ပြီလဲလို့မေခေါ်ထုတ်ကြပါရစေ။ခိုင်ရှိဆိုတဲ့သူကပေါ်လင်းဘူရိုရဲ့အမြင့်တဲ့အဖွင့်ဝင်လေးဖြစ်သလို CCP အထွေထွေရုံးရဲ့ဒါရိုက်တာတူလည်းဖြစ်ပါရစေ။ပြီးတော့ရှီချင်းပြန်ရဲ့အနီးဆက်ဆုံးယုံကြည်အားအကိုရာဆုံးလူယုံတူလို့လည်းဖြစ်နေတဲ့အတွက်ဒီလိုအရေးပါတဲ့ပုဂ္ဂိုလ်တူပျောက်ဆုံးနေတာကတရုတ်နိုင်ငံရဲ့အသက်အဝန်းပေါ်မှာအကျိုးတက်ရောက်မှုကြီးမားစေပါရစေ။ အခုဆိုရင်ကိုင်ရှီဟာလူမြေခွန်းကနေပြောက်ွေတော့တာရတတပတ်တပတ်ကြော်တော့မှအတားမြင့်နေပြီဖြစ်ပါတယ်ဒေါက်တာဆန်ဆန်ဆိုသလိုပဲသူပြောက်ွေနေချိန်ဟာဘေကျင်းမာကတရုတ်ပြည်အုပ်ချုပ်ရေးနဲ့ပတ်သက်လို့အရေးပါတဲ့အစီအဝေးကျင်းပနေခြင်းဖြစ်နေပြပါတယ်အစီအဝေးကတော့ဘက်စုံတရားဥပဒေစိုးမိုးရေးလုပ်ငန်းဆိုင်ရာအစီအဝေးပဲဖြစ်ပါတယ်အဆိုပါအစီအဝေးကို CCP ဟာ normal 6ခုနှစ်ရည်ကနေ60ရည်နှစ်အထိကျင်းပခဲ့ပါတယ်ဒါပေမဲ့လည်းဒီအစီအဝေးဟာဒီနှစ်မှာတော့ခါတိုင်းနှစ်တွေကနေမတူပဲထူးခြားချက်တွေအပြည့်ဖြစ်နေကြတာပါ ယုဒမရရှိခြင်းဖြင့်ဆိုရင်ဒီအစီအဝေးမျိုးကိုအရေးပါတဲ့အစီအဝေးအဖြစ်သတ်မှတ်ထားတဲ့အတွက်အရင်နှစ်တွေတခြားလုံးမှာကိုယ်တိုင်ကိုယ်ကြားတက်ရောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းဒီနှစ်မှာတော့လုံးဝအတူပေါ်လာခြင်းမရှိပါဘူး။အခြားသောပေါ်လီဘျူရိုအမြင့်တဲ့အဖွဲ့ဝင်တွေကိုလည်းလုံးဝမတွေ့ခဲ့ရပဲထိတ်တန့်ကောင်းဆောင်တဦးနှစ်ဦးလောက်ကိုသာတွေ့ခဲ့ရပါတယ်။ဆိုတော့ CCP ရဲ့ဘက်စုံတရားဥပဒေစိုးမိုးရေးလုပ်ငန်းအစီအဝေးဟာအမြင့်တဲ့အရေးပါတဲ့အစီအဝေးအဖြစ်သတ်မှတ်ထားရတာကနေဒီနေ့မှာတော့ပရိုတိုကောအရနိုင်တော်ခဲ့တယ်လို့ဖြစ်တော်ခဲ့ပြီးအနိုင်ပိုင်းခေါင်းဆောင်တချို့သာတက်ရောက်ခဲ့ကြပါတယ် လွန်ခဲ့တဲ့၅နှစ်လောက်တုန်းကဆိုရင်ရှီကျက်မြဒီအစီအဝေးဟာဆေးလေးမျက်နှာလောက်ရှည်တဲ့မိခုံးမျိုးကိုပြောခဲ့ပြီးတော့မှတရုတ်နဲ့ပတ်သက်လို့အရေးတကြီးလိုအပ်နေတဲ့အဆက်ပေါင်း၁၁ချက်လောက်အထိကိုအသာပေးပြောဆိုတော့ခဲ့တာမျိုးတွေရှိခဲ့ပါတယ်ဒီနေ့မှာတော့တရုတ်မီဒီယာတွေကအဆိုပါအစီအဝေးနဲ့ပတ်သက်လို့အဆက်၃ချက်လောက်ပဲဖော်ပြထားနိုင်တာကိုတွေ့ရပါတယ်အဖြစ်ကမနှိကနဲ့မတူတော့ဘူးလို့တော့မှပြောရမလို့လို့ပါဒီကြတဲ့ကန်ရှိလိုခေါင်းဆောင်မျိုးကပါလူမြင်ခွင့်ကနေပြောက်ကွေနေတာကြာမြင့်နေပြီဆိုတော့တိုးလို့တိုးလို့တွေပို့ပြီးဖြစ်ကုန်ပါတယ် ခိုင်ရှီဟာတရားဥပဒေစိုးမိုးရေးကော်မရှင်ရဲ့ဒုဥက္ကဋ္ဌအဖြစ်ပါတာဝန်ယူထားသူဖြစ်တဲ့အတွက်ဒီလိုအစည်းအဝေးမျိုးကရှီချင်းဖြင့်မတည့်ရတော့မှသူတက်ကိုတရားမယ့်အစည်းအဝေးမျိုးဖြစ်ပါတယ်အခုတော့ခိုင်ရှီပါပေါ်မလာခဲ့တာပါနော်မလာစီနီယာအနေနဲ့ဆီလီရဲ့နေတွေတုန်းကစပိန်မယင်နဲ့ထိုင်းမယင်တို့ကိုရှီချင်းဖြင့်တွဲဆုံခဲ့စေတော့မှလည်းခိုင်ရှီတယောက်ပြောင်းနေခဲ့ပါတယ်တရုတ်နိုင်ငံရဲ့တွင်းကျင်သူတော်တော်များများကတော့ဒီအချိန်မှာခိုင်ရှီတယောက်လူမြင်ကွင်းကနေပျောက်ကွေနေတာပုံမှန်မဟုတ်ဘူးလို့ကောက်ရှက်ဆရာကြပါတယ် ခါရှင်အနေနဲ့တဲမကြီးပြဿနာကြီးကြီးမားမားဖြစ်မနေဘူးဆိုရင် CCP တွေကအာနာပါဝါလွန်ဆွေးပွေးတွေကြောင့်သာလူမြင်ကွင်းကနေပြောက်ခွေနေတာဖြစ်လိမ့်မယ်လို့ယုံကြည်နေကြတာပါတရုတ်ဝန်ကြီးရှုပ်လီကျန်တရာရုရှားမှာကျင်းပနေတဲ့ Shanghai Corporation အစည်းအဝေးကိုတောင်းနေချိန်မှာခါရှင်လူမျိုးရှိချင်းပြည်ရဲ့တစ္ဆာကတယောက်ကဒီလိုအစည်းအဝေးကိုဘလို့မှားကိုမလွှဲလျှော်တင်တာလည်းအမှန်ပါပဲတချို့သုံးသက်သူတွေကတော့ဒီနေ့ဟာရှိချင်းပြည်အတွက်အရင်လိုမဟုတ်တော့ပဲဩဇာအာဏာကျဆင်းမှုအကန့်အသတ်တွေနဲ့ကြုံနေရတဲ့အတွက် ခန့်ရှိလိုမျိုးအရေးပါတဲ့တိစခင်တွေပါအခက်အခဲအကျက်ကြီးတွေနဲ့ကြုံတွေ့နေရတာဖြစ်နိုင်ကြောင်းမှတ်ချက်ပြုထားပါတယ် CCTV တွေမှာလည်းရှီချင်းပြန်ဟာအရင်လိုမျိုးအထီးမခံတဲ့အနေအထားမဟုတ်တော့ပဲဩဇာရှိဝါကြဆင်းနေပုံလည်းရပါတယ်ဆိုတော့တရုတ်ပြည်ဟာလည်းရှိအချိန်မှာတော့ပြည်တွင်းရေးကဒီစီပေါ်ရေးပိုင်းမှာရောဒီနိုင်ငံရေးပိုင်းမှာပါအဖက်ဖက်ကအနှုတ်လက္ခဏာပြသနေတာဖြစ်ပါတယ်ဒီပြဿနာတွေကိုပြည်သူတွေတိတ်ကြီးအာရုံမဆိုင်မိအောင်လို့လမ်းကြောင်းပြောင်းပေးနေတာရဲ့ဒါမှမဟုတ်ဒီပြည်တွင်းထောက်ခံမှုတွေပြီးရင်ခေါင်းဆောင်တွေကြက ဩဇာအာဏာပါဝါတိဆောက်မှုတွေကိုပြင်လဲမြင့်တင်နေတာကြောင့်တခြားနိုင်ငံတွေကိုရန်ပတ်ရှာနေပုံရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကိုကွန်မန့်မှာရှားကြည့်ပေးတော့ကြလို့ရပါတယ်။နောက်နေ့ဗီဒီယိုမှာလည်းတရုတ်နဲ့ဂျပန်တို့ရဲ့စစ်အင်အားတွေကိုကျွန်တော်အသေးစိတ်နှိုင်းရှင်ပြတော့ဥမာမို့ဆက်မြှုပ်ပြီးတော့မှအကြည့်ရှုအားပေးကြပါဦးခင်ဗျာ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကျင့်ကြံပါမှာနဲ့ပြန်တွေ့ကြအောင်ပါ။အကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ။ လူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လက်မှတ်ဘွဲ့လက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 9162 625နဲ့399905853လေးလေးနှစ်တုံးနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။